အမန်းဆိုင်တဲကမီးအောင်စုံတဲ့ကောင်လေးရောက်တယ်ဗျဒီကောင်လေးရဆိုရင်ကျွန်တော်တို့တော်တော်လေးနှစ်သက်တဲ့ဒါ laptop ထဲမှာပါတယ်ပေါ့နော်အဲမိတ်ဆွေကဒီ ROG Strix တို့လိုမျိုးပေါ့နော် library တွေစုံလင်းနေမီးအောင်စုံစုံလင်းနေကြိုက်တယ်အဲတခြားတဲ့ရောဘာရွေးချယ်စရာရှိလဲပေါ့ရှိလဲဆိုရင်ကျွန်တော်တို့ကဒီ Amazon Rider လေးရှိရဗျရှေ့တစ်ခေါက်ကတော့ကျွန်တော်တို့ Amazon Rider ဆက်ခွန်လက်မတလုံးရောက်တယ်ကျွန်တော်တို့ကဆန်ကားလက်မတလုံးရောက်တယ်ပေါ့နော်ရောက်တိုင်းမှာလည်းပဲဒီကောင်လေးကအကုန်ရောင်းထွက်တယ်ပေါ့နော်ဒီကောင်လေးလည်းပဲလက်ရှိကျွန်တော်စီမှာဒါရောက်ရှိလာတယ်မိတ်ဆွေတို့မြင်တဲ့အချိန်မှာဘေးကွာဒီကလုံးဝ ROG Street ထက်ဒါမလျော့တဲ့ဘေးကွာဒီနဲ့မိတ်ဆွေတို့ဒါရရှိမှာဖြစ်တယ်မြင်တဲ့အချိန်မှာလုံးဝကမှဒါ keyboard light lighting အစုံနေတယ်ပြီးတော့ဒီမှာဆိုရင်မိတ်ဆွေတို့ကြည့်လိုက်ပေါ့နော် ဒီ RGB Liber လေးကကျွန်တော်တို့ဒါကျွန်တော်တို့အကြိုက်ရဆိုရင်တော့ ROG Spectre တောင်မှဒါ ROG Liber ပုံစံလေးကတော်တော်လေးကမှလှတယ်ဗောနော neon ပုံစံလေးလုံးဝကမှဒါဒီ color လေး mix လုပ်ထားတဲ့ပုံလေးကတော်တော်လေးကမှလှတယ်ဗျ big quality ကလည်းကျွန်တော်တို့ ROG Spectre မရောတယ် big quality မျိုးနဲ့ကျွန်တော်တို့ဒီကောင်လေးကရရှိမှာဖြစ်တယ် ဒီ Amazon Rider Z ကြီးကတော့ဒီလက်ရှိတာပေါ့နော်ထွက်တိုင်းမှာသူကဈေးလည်းတော်တော်လေးကောင်းတဲ့လက်တော်တွေဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီဒီကောင်လေးဆိုရင်ဒါ CPU တန်း generation နဲ့ရတဲ့ကောင်လေးပေါ့နော်နောက်ပိုင်း generation တွေတော်တော်များမှာလည်းပဲဒီပုံစံဒီ design နဲ့ပဲဒါလက်ရှိချိန်ကြီးမပြောင်းလေးပြောင်းသေးဘူးပေါ့နော်မိတ်ဆွေကတော့ဒီကောင်လေးက CPU ကတန်း generation နဲ့ရမှာဖြစ်တဲ့အတွက်မိတ်ဆွေကဒါဈေးသက်တာလည်းရအောင်ပေါ့နော်ဒီကောင်လေးကတော့ပုံမှန်ဆိုရင်ဒါဈေးကြီးလေးကြီးတာရှိတယ်သူ့အထက်မှာကတော့လုံးဝ Amazon Titan တို့ပါလို့ရှိရပေါ့နော်လက်ရှိမှာဆိုရင် Amazon Titan ဒါ Dragon Edition တို့ပါလို့ဆိုရင် သိန်း400 500တိရှိရပါတော့ဒီကောင်လေးကတော့ဒီဒီဒီ series ကတော့ဒီ rider z ပေါ့နော် rider z ကလည်းပဲတော်တော်လေးကူမာဒါ dash level ပဲဒါ c ဖြစ်တဲ့အတွက်တော်တော်လေးကူမာဒါမိတ်ဆွေတို့ဒါတော်တော်လေးလည်းဘေးကွာကြီးလည်းမိုက်တယ်လုံးဝကူမာသူ့မှာဆိုရင်လုံးဝမလျှော့ထားမလျှော့ထားတာပေါ့နော်တော်တော်လေးကူမာအဆင်ပြေဒီကောင်လေးမှာဆိုရင်ကျွန်တော်ဘာတွေပါမလဲဆိုရင်ဒီကောင်လေးကတော့ cpu နေနဲ့ i7 တန်းဂျန်အဲ့ဒါကမှ AC CPU ဖြစ်သွားမယ်ကျွန်တော်တို့ဒါ core thread တွေများတယ်ပေါ့နော် core thread များတဲ့ CPU ဖြစ်သွားမယ်အဲ့ဒါကြောင့်မိတ်ဆွေတို့ဇီဘောင်းမန်ကလက်ရှိချိန်ကြီးကိုတော်တော်လေးကောင်းနေသေးရပေါ့နော် အဲသူမှဆိုရင်ကျွန်တော်ရန်ဆက်6ခဲ့ပါတယ်အဲ့ဒါကတော့ DDR4 ဖြစ်သွားမယ်တော့နေရာ speed နဲ့ပေါ့နော် SSG ကတော့ဒီတော့ဒီ high end desktop level တွေမှာပါတဲ့အတိုင်းပဲ 1TB နဲ့လာတယ်ဗျ။အဲ1000ခဲ့ပါတော့။ကျွန်တော်ပြီးတော့ဒီ GPU လေးကလည်းတော်တော်လေးပုံမှာလက်ရှိချိန်နေတာသုံးလို့ကောင်းသေးတယ်။ update ဖြစ်သေးတယ် GPU လေးဗျ။ပါလဲဆိုရင်ကျွန်တော်တို့ RA 3060စစ်ခဲ့ပေါ့နော်အဲ့ဒါကမှ GB ဝက်ကလည်းပဲကျွန်တော်ပြောစရာမလိုအောင်များပြီးသားပေါ့နော်130 140ဝက်လောက်ဒီတာရှိတဲ့ကောင်ပေါ့နော်တော်တော်လေးကုန်မှဒါဒီ CPU GPU ပေါင်းမှန်လက်ရှိချိန်ဒီတာတော်တော်လေးကုန်မှမျှတနေသေးပေါ့နော်အဲ့ဒါကြောင့်မဲဆိုနေနဲ့လက်ရှိဒီကောင်လေးကျွေးမှဆိုရင်ကျွန်တော်ဒီဘာပေါ့နော် 3D ဘိုင်းနေကျွန်တော်ဒီတခြားဘိုင်းတွေလည်းပဲတော်တော်လေးကုန်မှဒါအဆင်ပြေတဲ့ကောင်လေးပေါ့နော်တော်တော်လေးကုန်မှလည်းမဲဆိုဒါတော်တော်များ customer ဆိုလဲ customer တွေတော်တော်များများကြိုက်ကြတယ်ကောင်လေးဖြစ်တယ်ဗျဒါမဲဆိုမြင်လိုက်မယ် တော်တော်လေးကမှဘေးကွာဒီချင်းချင်းနဲ့လည်းရရှိမှာဖြစ်တဲ့ကျွန်တော်တို့ဒီ video editing ဘိုင်းတွေ 3D rendering ဘိုင်းတွေအေးပါဆိုရင်ကျွန်တော်တို့လုံးဝအားနာစရာမလိုအောင်သုံးလို့ရတယ်ကျွန်တော်တို့ဒီ e-sport game တွေဒီထွေပဲ game တွေမှာဆိုလည်းပဲတော်တော်လေးကမှဒါလက်ရှိချိန်ဒီသုံးလို့ရတဲ့အနေထားပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ကတော့လက်ရှိအဲတိန်40အောက်ဝင်ကျင်နေပဲကျွန်တော်တို့ကဒါရောင်းချပေးတော့မှာပေါ့နော်တိန်30ကျော်ဝင်ကျင်နေပဲဒီကောင်လေးကိုဒါမိတ်ဆွေတို့ကရရှိမှာဖြစ်တယ် Amazon Rider Z ကတော့ တော်တော်လေးကိုမှဒါဈေးကောင်းကြရပါဘောနော်ဒီကောင်လေးကလည်းကျွန်တော်တို့ကဒါအဲဈေးကောင်းပေမဲ့ဈေးသက်သာနဲ့ဒါရောင်းပေးမှာဘောနော်ဒီကောင်လေးဖြစ်ပါတယ်ဗျဒါမေးစလို့မြင်တဲ့အတိုင်းပဲလုံဝကုန်မှာဘေးကွာဒီကြစ်ကြစ်လစ်လစ်နဲ့ဒါအသုံးပြရမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့စီမှာဆိုရင်ရောက်တိုင်းကုန်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အများဆုံးလာမှရမယ်ဗျကျေးဇူးတင်ပါတယ်ဗျ